ားလုံးပဲမင်္ဂလာပါမန်နီဘောမြန်မာကနေပြန်လဲကြိုးဆိုလိုက်ပါတယ်အခုတင်ဆက်ပေးချင်တာကတော့အာဆင်နယ်အသင်းရဲ့ executive level ထိပ်ပိုင်းရှာသူအပြောင်းအလဲနဲ့ Josh Kroenke အတွက်လမ်းကြောင်းတစ်ဖွင့်လှစ်ခြင်းပဲဖြစ်ပါတယ်အာဆင်နယ်အသင်းရဲ့ထိပ်ပိုင်းမှာရှာသူအပြောင်းအလဲတွေဖြစ်နေပါတယ်အသင်းရဲ့ executive vice chair Tim Lewis ကရာထူးကနေထွက်ခွာတော့မှာဖြစ်တယ်အဲ့တော့ executive vice chair ဆိုတဲ့ BOD ရာထူးကနေ ပြောမယ်ဆိုရင် chairman ပြီးရင်အကြီးဆုံးလို့ပြောနိုင်တဲ့ယာဒူးအဲ့ယာဒူးကလည်း Tim Lewis ကိုဖယ်ရှားဖို့လုပ်ခဲ့တယ်။ယာဒူးကဖြုတ်ပစ်လိုက်တာတော့မဟုတ်ဘူး။ဒါပေမဲ့သူ့ကို non executive director အဖြစ်ခန့်ထားဖို့လုပ်ခဲ့တယ်ဗောနော်။အဲ့တော့ Tim Lewis ဘက်ကလည်းဒါကိုယာဒူးချခြင်းလို့မြင်တယ်။သူ့အတွက် BOD ထဲမှာမရှိတော့ဘူး။အဲ့တော့သူမကျင်တတ်ဘူးမကျင်တတ်တဲ့အခါမှာလမ်းခွဲခြင်းဖြစ်လာခဲ့တယ်ဗောနော်။အဲ့တော့ဒီလမ်းခွဲခြင်းကအာဆင်နယ်အသင်းရဲ့ထိပ်ပိုင်းယာဒူးအပြောင်းလဲဖြစ်တယ်။အာဆင်နယ်အသင်းအတွက် George Kroenke သူတို့ရဲ့ အရေးပါတဲ့ fake ကအဖြစ်ထိပ်ပိုင်းမှာပေါ်ထွက်လာခြင်းလည်းဖြစ်တယ်အဲ့တော့မူလက George Grunke က Grunke ရဲ့သားဖြစ်တဲ့အတွက်ပိုင်ရှင်ရဲ့သားဖြစ်တဲ့အတွက်အရေးပါပြီးသားဒါပေမဲ့သူ့ကိုကျွန်တော်တို့ဒီရုပ်ရှင်တွေထဲမှာမြင်တွေ့နေရတယ်လို့သတင်းတွေထဲမှာဖတ်နေရတယ်လို့မျိုးပေါ့နော်တကယ်ထိတ်တန်းဘီလီယံနာကြီးသူတို့ကိုစက်ခံမဲ့သားသမီးတွေကိုတကယ်ထူးချွန်တဲ့ management ဘိုင်းက executive ဘိုင်းကပုံကိုယ်တွေနဲ့တွဲပြီးတော့ အလုပ်တူတူလုပ်ခိုင်းထားတဲ့အနေအထားမျိုးပေါ့နော်အဲ့တော့တောက်လျှောက်ဆိုသလို George Cronkey နဲ့ Tim Lewis ကလက်တွဲပြီးတော့လှုပ်လာခဲ့တာဖြစ်တယ် Cronkey ဘက်ကအတွေးကတော့ဒါ Lewis ကနေ George တယောက်အနေနဲ့သင်ယူနိုင်မယ်ဆိုတဲ့ပုံစံမျိုးအဲ့တော့တကယ်လဲသင်ယူခွင့်နေအများကြီးရရှိခဲ့မယ်ဆိုတာသိကြပါတယ်လက်ရှိအချိန်မှာတော့အတွေးတွေပြောင်းသွားပြီးဒီ board ကို refresh ပြန်လုပ်ခြင်းနဲ့ပြီးတော့ဒီ George လက်ထဲကို power တွေအများကြီးပေးကျင်တဲ့အနေအထားမျိုးပေါ့နော်အဲ့တော့ဒီအနေအထားမျိုးဖြစ်တဲ့အတွက်ဒီလိုမျိုးလမ်းကြောင်းကိုထွင်ခဲ့ခြင်းဖြစ်ပြီးတော့ဒါကျွန်တော်တို့အနေနဲ့ဒီ Korea ကားတွေမှာဖြစ်ဖြစ် English ကားတွေမှာပဲဖြစ်ဖြစ်ဒီ corporation ကြီးတွေနဲ့ပတ်သက်လာရင်မြင်နေကြပုံစံမျိုးပေါ့နော်အဲ့တော့ Arsenal အသင်းမှာအဲ့ဒီဖြစ်ရမျိုးဖြစ်သွားတာဖြစ်ပါတယ်အဲ့တော့ George Kroenke အနေနဲ့သူ့ရဲ့ပြီးခဲ့တဲ့ Arsenal အသင်းရဲ့ပွဲမှာသူ့ရဲ့ new BOT member အသစ်တွေနဲ့အတူဒါတွေ့မြင်ရတယ်ပေါ့နော်အဲ့တော့အဲ့ဒီ member အသစ်တွေကဒီ KSE ပေါ့နော် Kroenke Sports uh, enterprise ရဲ့အရေးပါတဲ့ပုံကူတွေအဲ့ပုံကူတွေကအစင်းတဲ့အသင်းရဲ့ BOD တဲကိုဒါပါဝင်လာတယ်ပေါ့နော်အဲ့တော့ senior vice president of sports finance ဖြစ်တဲ့ Kelly Blaha ပါဝင်လာတယ်ပြီးတော့နောက်ထပ်တယောက်ဖြစ်တဲ့ဒီ KSC ရဲ့ advisor လည်းဖြစ်တဲ့ Dave Stein တော့ပါဝင်လာတယ်ပြီးတော့ George Kronke ရဲ့တငယ်ချင်းလည်းဖြစ်တဲ့ Arsenal အသင်းရဲ့နှစ်ပေါင်းများစွာအားပေးနေတဲ့ပရိသတ်တယောက်လည်းဖြစ်တဲ့ Ben Winston ပါဝင်လာတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ ဒီပုံကိုတွေက BOD မှာအသက်တည်ပေါ့အဲ့တော့ BOD တွေကဆုံးဖြတ်ချက်တွေအတွက်ရေးပါတယ်ဆုံးဖြတ်ချက်တွေမှာမဲပေးပိုင်권တွေရှိတယ်ပေါ့နော်အဲ့တော့အဲဒီ align လုပ်ခြင်းတွေကိုယ့်ရဲ့ partner တွေဒီသဘောတရားတွေကအရင်အရေးကြီးတယ်ပေါ့လေအရင်အရေးကြီးတဲ့အခါမှာအခုကတော့ Josh Kroenke ခစ်ကိုသွားမယ်ဆိုတဲ့အဓိပ္ပာယ်ကိုစောင့်ပါတယ် Tim Lewis letter မှာကြာတော့ Tim Lewis ဟာအသင်းရဲ့ defect to position maker ဖြစ်နေတယ်အဲ့တော့သူ့လက်သူ့ခြေသူ့ရဲ့ ဩဇာလွှမ်းမိုးမှုသူ့ရဲ့လုပ်ရည်ကရင်ဒီအရာတွေကအရန်ကြီးမားလွန်းတယ်အရန်များပြားလွန်းတယ်အရန်လည်းကောင်းမွန်လွန်းတာကိုတွေ့ရတယ် authority အရန်မြင့်နေတဲ့အနေအထားပေါ့နော်အဲ့တော့အဲ့ဒီအနေအထားကို short ချပြီးတော့ josh ကိုမြင်ဖို့လုပ်တယ်မြင်ဖို့လုပ်တဲ့အနေအထားလေးမှာဒါလေးဖြစ်သွားတယ်အဲ့တော့ဒါကဘာဖြစ်လို့အရေးကြီးတယ်လဲဆိုတော့ကျွန်တော်အခုတင်ပြရခြင်းကဒီ britain တဝမ်းကမီဒီယာတွေနေနဲ့ဒီအပိုင်းကိုဒါအထူးအလေးပေးပြီးတော့ပြောပြနေကြတယ်ပေါ့နော် Tim Lewis ကအဆင့်နဲ့အတော့တော်တော်လေးအရေးပါတဲ့ပုံကိုတယောက်ဖြစ်လို့ပေါ့နော် တော့ဒီခရွန်ကီရဲ့ခက်2008ဝန်းကျင်ကလေးကစပြီးတော့ခရွန်ကီအာဆင်နယ်အသင်းရဲ့ share တွေကိုစတင်ဝယ်ယူတဲ့အချိန်ကလေးကတင်လူးစာရေးပါခဲ့တယ်သူဟာရှေ့နေတယောက်ဖြစ်တယ် Oxford ထွက်လည်းဖြစ်တယ်အဲ့တော့သူက merger and acquisition ဆိုတဲ့ M&A အပိုင်းကိုကျွမ်းကျင်တဲ့တရားရေးဆိုင်ရာပုဂ္ဂိုလ်တယောက်ဖြစ်တယ်ဗောနော်အဲ့တော့ merger ဆိုတာပေါင်းစပ်တာ၄ acquisition ဆိုတာကဝယ်တာ၄ဗောနော် company ကိုလိုက်ဝယ်တာဒီအပိုင်းကိုကျွမ်းကျင်တယ်အဲ့တော့ Crunky က စကတဲ့ကအစနယ်ဝယ်ကလေးကဒီလိုမျိုးပေါင်းဆက်ပြီးတော့လာခဲ့တယ်အဲ့2008ခုနှစ် ITV ကနေ9.9%စတင်ဝယ်ကလေးကတင်လူးစ်ပါခဲ့တယ်ဒါပေမဲ့အခုလိုမျိုး operation level ယာတုတွေမဟုတ်ဘူးသူကနောက်ွယ်ရနေပဲပါတာဒီလိုမျိုး acquisition တွေလုပ်တဲ့အခါမှာအရင်အရေးကြီးတဲ့အချက် တစ်ချက်ကနှုတ်လုံဖို့ပတင်းတွေမပေါက်ကြားဖို့လူနည်းနည်းလေးနဲ့တိတိဆိတ်ဆိတ်လှုပ်ရှားဖို့ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့အစနယ်အသင်းကဒီလို share တွေဝယ်တဲ့နေရာမှာပြိုင်ဘက်တွေရှိနေတာအထူးသဖြင့် Usman Nov လို့အင်အားကြီးပြီးတော့အားကောင်းတဲ့ပြိုင်ဘက်ရှိနေ အဲ့တော့ဒီ Chronkido ရဲ့ဒီလှုပ်ရှားမှုတွေကကျွန်တော်တို့ရုပ်ရှင်တော့ရိုက်လို့ရတယ်ပေါ့နော်အဲ့တော့ဒီ share တွေဝယ်တဲ့သဘောတရားတွေအဲ့တော့အဲ့ဒီမှာအရေးပါတဲ့ခန္ဓာကနေပါဝင်ခဲ့တယ်တောက်လျှောက်ဆိုသလိုပဲဒါ Danny Fishman စီက Car Family စီကထပ်ဝယ်တယ်အဲ့တော့2017ဝင်းကျလောက်မှာလား29.6လာဖြစ်သွားတယ်ဒီအကြောင်းကိုလည်းဒီ Money Ball မြန်မာကနေကျွန်တော်ရှေ့မှာတပုတ်တင်ဆက်ထားပါတယ်နောက်ပိုင်းမှာဒါ Fish စီကနေလက်ကျန်ထပ်ဝယ်တယ်ပြီးတော့ Lady Nina Brit Wasmith စီကနေကျန်တဲ့15.900ခန်းလုံးကိုထပ်ဝယ်တယ် အဆုံးသက်မှာတော့ကရွန်ကီကဒီဥစမန်တော့ထပ်ပိုများတဲ့ပမာဏ66ဝန်းကျင်ကိုပိုင်ဆိုင်သွားတယ်ပေါ့နော်အဲ့လိုပိုင်ဆိုင်ပေမဲ့လုံးဝအပြည့်အဝပိုင်ဆိုင်တာမဟုတ်သေးဘူး2018မှာမှဥစမန်နော့စီကအခုရရှိခဲ့တယ်။အဲ့ဥစမန်နော့စီကရရှိတဲ့အချိန်မှာလေတင်လူးစ်ကအရေးပါခဲ့တယ်။အဲ့တော့ဒီအာဆင်နယ်အသင်းရဲ့ခရွန်ကီဝယ်ယူခြင်းကဏ္ဍတစ်ခုလုံးမှာတင်လူးစ်ကအရေးပါခဲ့တယ်။နောက်ပိုင်းကာလတွေမှာတော့ အရန်ယုံကြည်စိတ်ချရတဲ့ Stan Kroenke သဘောကျတဲ့ Tim Lewis ကိုအာဆင်နယ်အသင်းထဲကိုဒါခေါ်ပြီးတော့သွင်းခဲ့တယ်ပေါ့နော်အဲ့တော့ Tim Lewis ကပြီးခဲ့တဲ့9နှစ်မှာသူက BOD ထဲမှာပါဝင်ခဲ့တယ်အဲဒီနောက်ဆုံး2နှစ်ကတော့ Executive Vice Chair အနေနဲ့တာဝန်ယူဆောင်ရွက်ခဲ့တယ်ပေါ့နော်အဲ့တော့ Chairman Kroenke ပြီးရင်သူကအကြီးဆုံးလို့တော့ပြောလို့ရတဲ့အနေအထားပြီးတော့သူ့ရဲ့လွှမ်းမိုးမှုတော်တော်လေးကိုကြီးတယ်အာဆင်နယ်အသင်းအသင်းရဲ့အရေးကြီးတဲ့ဝန်ထမ်းတွေအပါအဝင်ဝန်ထမ်းအများကြီးဖြုတ်ပစ်ခဲ့တဲ့ဖြစ်စဉ်ကိုမှတ်မိကြအောင်မထင်တယ်အဲ့ဒီ ြစ်စင်မှာအရေးပါခဲ့တာက Tim Lewis ဖြစ်တယ်။ဒီ Head of Scout ဖြစ်တဲ့ Rawson လို့ထိပ်သီးပုဂ္ဂိုလ်တော့ဖြုတ်ပစ်ခဲ့တာပေါ့နော်။အဲ့တော့သူ့ရဲ့ lesson ထက်တယ် lesson ကတော်တော်လေးကောင်းတယ်။ပြီးတော့သူ့ရဲ့ဘောလုံးနဲ့ပတ်သက်တဲ့အမြင်ကတော်တော်လေးကိုရှင်းတန်တယ်။ပြီးတော့သူကထက်ထက်မြင့်မြတ်ရှိတယ်လို့ရဲရဲတင်းတင်းလေးရှိတဲ့ပြက်သားတဲ့ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်ပေါ့နော်။အဲ့တော့ Premier League Board အဖွဲ့အစည်းအဝေးတွေသူတို့ကတက်ကြတာကိုဒီအသင်းတိုင်းအသင်းတိုင်းကသူတို့ရဲ့ representative တွေအနေနဲ့တကယ် BOD ဆရာကြီးတွေတက်ကြတယ်အဲ့လိုတက်တဲ့အခါမှာ Tim Lewis ဟာ အာဆင်နယ်အသင်းအတွက်မှန်ကန်တဲ့လမ်းကြောင်းတွေအများအားချမှတ်တဲ့ပုံကိုဖြစ်တယ်။အဲ့တော့ဒီသူ့ရဲ့ထုတ်ပယ်ခြင်းနဲ့ပတ်သက်လို့ပရီးမီးယားလိရဲ့အခြားသော BOD တယောက်ရဲ့ပြောပြချက်အရဆိုရင်တင်လူးစာသူ့စီမှာအများအား idea တွေအပြည့်ရှိတယ်။ထူးခြားတာကအဲ့ဒီ idea တွေကအများအားမှန်တာပဲဆိုပြီးတော့ချီချူးပြောဆိုခဲ့တယ်ပေါ့နော်။အဲ့တော့လောလောဆယ်ပရီးမီးယားလိရဲ့ဘုတ်အဖွဲအစည်းအဝေးတွေမှာတော့အတန်တန်ရော့သွားပြီဆိုပြီးတော့အားလုံးကပြောနေကြတယ်ပေါ့။ဘာဖြစ်လို့လဲဆိုတော့သူကရဲရဲဝန်းနဲ့ထပြီးတော့အားလုံးကို against ပြောနိုင်တဲ့ပြောရတဲ့ပုံစံတရားဖြစ်တယ်အထူးသဖြင့် state owned club တွေပေါ့နော် Manchester City တို့တချိန်က Chelsea တို့ပြီးတော့အဲဒီအခုနောက်ပိုင်း Newcastle အသင်းဝယ်ယူတယ်ပေါ့နော်အဲ့တော့ Newcastle အသင်းတို့ဒီလိုအသင်းတွေသူကထချဲတာပေါ့ဗျာကျွန်တော်တို့အလွယ်ပြောမယ်ဆိုရင်အဲ့လိုပုံစံမျိုးလုပ်ခဲ့တဲ့အသင်း executive တယောက်ဖြစ်တယ်ပြီးတော့ဘိုင်နန်ရေးနဲ့ပတ်သက်တဲ့စီးမြင်းနေနဲ့ပတ်သက်လာရင်တော်တော်လေးကိုတင်းတင်းကြပ်ကြပ်နဲ့ အစင်းနဲ့အတင်းတို့ကဘောင်လေးရလုတ်တယ်ကုမ္ပဏီစီးမြင်စည်းကမ်းနေနဲ့လုတ်တယ်သဘောမျိုးအဲ့တော့ state own club တွေကိုသူတို့ကအပြင်းထန်ကန့်ကွက်တယ်ဗောနော်အဲ့တော့ဒီ PSR စီးမြင်ကိုလုံးဝအသက်သွင်းတဲ့ပုံစံတွေကတယောက်ဖြစ်တယ်ပြီးတော့ဒီ associated party transaction ဆိုတဲ့ APT အထူးသဖြင့် Manchester City နဲ့ပတ်သက်ပြီးပြဿနာတက်နေတဲ့ကိစ္စတွေအဲ့တော့အခုလောလောဆယ်တော့ APT မှာ Manchester City ကအမှုနိုင်သွားတယ်အဲ့လိုကိစ္စတွေမှာတင်းတင်းကြပ်ကြပ်ခြံတွယ်ဖို့အမြဲတမ်းတွန်းအားပေးလိရှိတဲ့ပုံစံဖြစ်တယ်ဒါကြောင့်လို့ Manchester City နဲ့ သူနဲ့မတည့်ဘူး Tim Lewis နဲ့မတည့်ဘူး2024ခုနှစ် September လတော့ကပွဲစဉ်တော့ကဖြစ်ခဲ့တဲ့ကိစ္စတွေမှာဒီ executive အချင်းချင်းလက်ဆွဲနှုတ်ဆက်ခြင်းမရှိတာမျိုးမြင်တွေ့ခဲ့ရတယ်။အဲ့လောက်ထိကို Tim Lewis ကမာကျောတဲ့ပြင်းထန်တဲ့ပုံကိုတယောက်ဖြစ်တယ်ပေါ့နော်။ပြီးတော့ Chelsea အသင်းနဲ့ပတ်သက်လာရင်အဲဒီ amortization ပေါ့နော်။ amortization ဆိုတာက transfer fee ကိုခွဲဝေတာပေါ့နော်။ခွဲလိုက်တာခွဲပြီးတော့စာရင်းနဲ့ထည့်တာ account တွေကိုထည့်တာပေါ့လေ။အဲ့တော့ Chelsea အသင်းက Enzo Fernandez တို့လိုကစားသမားတွေကို 8နှစ်စာချုပ်ချုပ်ခဲ့တယ်အဲ့လို10နှစ်တွေ9နှစ်တွေအဲ့လိုမျိုးချုပ်တယ်အဲ့ဒါကိုအဲ့ချုပ်ခြင်းကိုတားဆီးပြစ်ခဲ့တာကဒီ Tim Lewis ရဲ့ idea ကနေစတင်တယ်ပေါ့ Tim Lewis ဟာအဲ့ဒီအရာတွေအကုန်လုံးကို9နှစ်အဖြစ်ရှင်းချဖို့အတွက်သူဟာတောင်းဆိုခဲ့တယ် strong vice ဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဟာ Tim Lewis နဲ့ပတ်သက်တဲ့အရေးကြီးတဲ့အချက်တွေပေါ့အခုအခါမှာတော့အဲ့လိုမျိုးသူ့နေရာကို Premier League ဘက်ကိုသွားမှာကအဲ George Cronkie ကတော့မသွားဘူးဒါပေမဲ့ Richard Garlick ပေါ့နော် managing director သူ့ကို ယာဟုတူလိုက်တယ် CEO ဖြစ်ယာဟုတူလိုက်တယ်သူက representative လောက်မှာဖြစ်တယ် Richard Garlic ကတစ်ချိန်တော့က Premier League ဘက်ကပုံကိုဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့ပို့ပြီးတော့ cooperative ဖြစ်မယ်လို့အားလုံးကသတ်မှတ်နေကြတယ်ပေါ့နော်ထင် Lewis ကတော့ cooperative မဟုတ်ဘူးသူကအဲပို့ပြီးတော့ visionary ဖြစ်တယ်ပေါ့နော် Richard Garlic ကတော့ပြောင်းလဲသွားမယ်ဆိုပြီးတော့ဒီ management အတိုင်းဝိုင်းကခံမှန်းနေကြတယ်သတ်မှတ်နေကြတယ်ပေါ့နော်အဲ့တော့ဒီအပြောင်းလဲ Tim Lewis အပြောင်းလဲက Arsenal အသင်းအတွက်က Arsenal အသင်းဟာ Premier League ဘုတ်အဖွဲ့တွေမှာရက်တီတဲ့ stance တွေအတွက်ကိုအရေးပါတဲ့ပုံကိုတယောက်ဖြစ်တယ်ပြီးတော့အရေးအကြီးဆုံးအချက်သူက Arsenal ပရိသတ် life long Arsenal ပရိသတ်အဲ့တော့ဒီအချက်ကအရေးကြီးတယ်အထူးသဖြင့် Arsenal ပရိသတ်တွေအတွက်ပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုတော့က Usman Nof နဲ့ Kroenke ရဲ့ Arsenal အသင်းကိုဝယ်ယူဖို့ကြိုးပမ်းပုံတွေအကြောင်းကိုတင်ဆက်ခဲ့ဘူးလေ Kroenke တို့က Arsenal ပရိသတ်မဟုတ်ဘူး Usman Nof က Arsenal ပရိသတ်အဲ့တော့ဘောလုံးအသင်းတွေမှာဒီသဘောတရားတွေကလည်းအရေးကြီးတယ်အထူးသဖြင့်ပရိသတ်တွေအတွက်ပေါ့နော် ခရွန်ဂီတို့ဝယ်ခြင်းဟာဒီအသင်းကိုရင်းနှီးမြှုပ်နှံခြင်းသူတို့ရဲ့အားကစား sports empire ကြီးအတွက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်တယ်အဲ့တော့အာဆင်နယ်ကိုမကောင်းဖြစ်စေချင်တာလို့မဟုတ်ဘူးပေါ့လေဒါပေမဲ့သူတို့ရဲ့ရင်းနှီးမြှုပ်နှံတဲ့အရာတွေသူတို့ရဲ့သဘောတရားတွေမှာစီးပွားရေးဆိုင်ရာတခြားသောတခြားသောအရာတွေအများကြီးလည်းတက်ရောက်မှုရှိတယ်ပါဝင်မှုရှိတယ်ပေါ့နော်အဲ့တော့အသင်းထဲမှာအသင်းအမာခံပြည်သက်တွေရှိနေခြင်းကလည်းတော်တော်လေးအရေးပါတဲ့ အခြားတစ်ခုဖြစ်တယ်ပေါ့เนาะအဲ့တော့လောလောဆယ်မှာတော့ဒီကျွန်တော်ရှေ့မှာလည်းတင်ပြခဲ့တဲ့ POD တွေထဲမှာ Arsenal ပြိသက်တွေပါတယ်ဒါပေမဲ့ Tim Lewis ကအင်မတန်မှခိုင်းပါတယ် Arsenal ပြိသက်ဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီအချက်က Arsenal ပြိသက်တွေအတော့လွမ်းဆိုးစရာပြီးတော့ဒီမချစ်မရဲဖြစ်စရာကိစ္စတစ်ခုတော့ဖြစ်တယ်ပေါ့เนาะအဲ့တော့ Cronky တို့ကတော့လုံးဝနည်းနည်းလေးခဲပြင်းနဲ့ထုတ်ပြစ်လိုက်တာတော့မဟုတ်ဘူးဒါပေမဲ့လည်း Tim Lewis အနေနဲ့လည်းသူ့ကိုယ်သူ့ ဒီယာရုချချင်းကိုသူလက်မခံနိုင်ဘူးသူယာရုချချင်းလို့ရှုမြင်တယ်ဗောနော်အားလုံးကတစ်ချိန်တော့ကတင်လူးစာ president အောင်ဖြစ်လာနိုင်တယ်လို့ chairman အောင်ဖြစ်လာနိုင်တယ်လို့သတ်မှတ်ထားကြတယ်ဗောအဲ့လောက်အထိကိုသူရဲ့အဲဒီအဆင်အသင်းနဲ့တစ်တည်းဝင်ပါဝင်ပတ်သက်နေရှိရဗောနော်အဲ့တော့ George Cronky တို့ Stan Cronky ဆိုတာကအထူးသဖြင့် Stan Cronky အသက်အရန်ကြီးပြီးလာကြည့်နေတာမရှိဘူးဗောလောလောဆယ်က George ကဒီခုနောက်ပိုင်းမှာအဆင်နဲ့အသင်းနဲ့ပတ်သက်ပြီးတော့ဒီအလုပ်တွေလုပ်ပြီးတော့ အဲတယောက်အနေနဲ့အများကြီးပါဝင်ပတ်သက်နေလို့ဒါကျွန်တော်တို့ပို့ပြီးတော့မြင်တွေ့နေရတာပေါ့နော်ထင်လူးစ်တို့ကကြာလုံးဝဒီအသင်းအတွက်ကိုမြုံနံထားတဲ့အနေအထားမျိုးကိုကျွန်တော်တောက်လျှောက်မြင်တွေ့ခဲ့ရတယ်ပေါ့နော်အခုတော့အဲဖေကတယောက်အဆင်နဲ့အသင်းကနေထွက်ခွာခဲ့ရပြီဖြစ်တဲ့ George Kronki ရဲ့ခေတ္တတစ်ခုကိုစတင်မယ်ဆိုပြီးတော့အားကစားနဲ့ပတ်သက်တဲ့ business အတိုင်းဝိုင်းကပြောနေကြပါတယ်အဲ့တော့အဆင်နဲ့အသင်းရဲ့ error အသစ်ကိုသွားနေပြီလို့ပြောရလိမ့်မယ်ကျွန်တော်တို့ဘာတွေမြင်တွေ့ရမလဲဆိုတာကတော့အနာဂတ်မှာစောင့်ကြည့်သွားရဖို့ရှိပါတယ် ြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်ခင်ဗျာ။